မင်္ဂလာပါ Theology တလုဆိုင် Morning Devotion Season ကနေကြိုဆိုပါရစေ။ကျွန်တော်ရင်ဆုံးဆုတောင်းခြင်းနဲ့အစာပြုကြရအောင်။ကောင်းကင်မြေကြီးစကြောလာလုံးလုံးကိုဖန်ဆင်း၍ထင်ချိုးလျက်ရှိတော်မူသောရှင်ဘာဖျာ။မနက်ခင်းသစ်အတွက်ကျေးဇူးတင်ပါတယ်။နေ့တစ်နေ့တအားလုံးကိုရရှင်ဘုန်းတော်အလင်းကိုလင်းနိုင်ပါမည်အကြောင်းကျေးဇူးပြုပါ။ကိုရရှင်လူတော်ရှိသည့်လမ်းခေးမှာတော်တဲ့စီဝဲတမန်တော်ရဲ့လမ်းကိုဖော်ပြတော်မူပါဘာဖျာ။ ခြေစွတင်းလည်းပါရီတော်သားတခင်ယေရှုနာမ၌စပြုပါ၏အာမင်ဒီနေ့မှာတော့ကျွန်တော်ယောရှုမှတ်စာခန်းကြီး14အငယ်17ကနေအငယ်22ကိုပဲတစ်ခေါက်ထပ်ပြီးဖတ်ကြရအောင်ယောရှုမှတ်စာခန်းကြီး14အငယ်17ကနေအငယ်22တို့ရတွင်မောရှိစီလွတ်တော်နေ၌ခွန်အားရှိတဲ့ကဲ့သို့ယနေ့၌ရှိပါ၏ထိုအခါထွက်ချင်းဝင်ခြင်းမှု စစ်တိုက်ခြင်းအမှုကိုဆောင်ရွက်နိုင်တဲ့ကဲ့သို့ယခုလည်းတတ်ဆွမ်းနိုင်ပါ၏တို့ဖြစ်၍ထိုနေ၌ထာဝရဘုရားမိန်တော်မူသောဤတောင်ကိုအကျွန်ုပ်အားပေးပါဤတောင်ပေါ်မှာအာနကလူရှိချောင်းကို၎င်းကြီးမားခိုင်ခန့်သောမြို့တို့နှင့်ပြည်စုံချောင်းကို၎င်းထိုနေ၌ကိုတော်သည်ကြားရပြီတို့ရတွင်ထာဝရဘုရားသည်အကျွန်ုပ်နှင့်အတူရှိတော်မူလျင် အမိန်တော်ရှိသည့်အတိုင်း ထိုသူတို့ကိုနှင်ထုတ်ခြင်းကကျွန်ုပ်တက်ဆွမ်းနိုင်ပါသည်ဟုရှောက်ဆို၏ဖတ်ရှုသွားတဲ့တမန်ကျမ်းစာအပြင်ဖျားသခင်ပြင်ဆင်ပေးထားတဲ့ကောင်းကြီးမင်္ဂလာတင်းအပေါ်မှာရှိပါစေဒီနေ့မှလည်းကာလက်ပြောခဲ့တဲ့စကားကနေအဖဖျားသခင်ပေးနေတဲ့တည်င်းစကားကိုဆင်ခြင်ကြမှာဖြစ်ပါတယ်ပထမဆုံးမြင်သာအောင်နည်းနည်းလောက်ပုံဖော်ပြရမယ်ဆိုရင်တော့အသက်85နှစ်အရွယ်ရှိတဲ့ကာလက်ကြီးကသူ့ရဲ့တငယ်ချင်းလက်ဖြစ်ခေါင်းဆောင်လက်ဖြစ်တဲ့ယောရှုကိုပြောတဲ့စကားဖြစ်ပါတယ် 85နှစ်အရွယ်ရှိပေမဲ့ကာလက်ပြောတဲ့စကားကတော့မောရှိစေလွတ်တော်နေ၌ခွန်အားရှိတဲ့ကဲ့သို့ယနေ့ရှိပါ၏ဆိုပြီးဖြစ်ပါတယ်အသက်ရွယ်ကြီးတဲ့သည်ကာလက်ကဲ့သို့ခွန်အားနဲ့ပြည့်တော်သူများလည်းဖြစ်နိုင်ကြပါစေကာလက်ပြောတဲ့စကားကနေကြည့်တဲ့အခါမှာတော့သူစိတ်ထဲမှာစွဲနေတဲ့နေ့တနေ့ရှိနေသေးတယ်အဲ့ဒီနေ့ကတော့မောရှိစေလွတ်တဲ့နေ့ခါနန်ပြည်တဲ့ကိုတခြားတရှု၁၁ရောက်နဲ့အတူဝင်ရောက်စုံစမ်းခဲ့ရတဲ့နေ့ အဲ့ဒီနေ့ကတခြားတရှု10ရောက်ရဲ့မယုံကြည်ခြင်းကြောင့်ဤဒီလအမျိုးသားမျိုးဆက်တစ်ခုလုံးခါနန်ပြည်ဝင်ခွင့်မရဖြစ်စေခဲ့တဲ့နေ့ယောရှုနဲ့ကာလကလွဲပြီးဂျန်နဲ့တရှု10ရောက်ကိုဘာကယုံကြည်ခြင်းမဲ့စေခဲ့တာလဲဆိုရင်တော့အာနကလူမျိုးတွေပဲဖြစ်ပါတယ်လူဘလူကြီးတွေလိုကိုခန္ဓာအယံကြီးမှထွားကြိုင်းတဲ့ဒီလူကြီးတွေကိုမြင်ပြီးဤဒီလလူမျိုးတွေယုံကြည်ခြင်းမဲ့ကြောက်ရွံ့ခဲ့ကြတာဖြစ်ပါတယ် ရန်သူရဲ့ကြီးမားမှုကို ကြည်ပြီး မတိုက်ခင်ကတည်းကရှုံးနေခဲ့ရတဲ့နေ့ဖြစ်ပါတယ်။ယောရှုနဲ့ကာလက်တို့ကတော့အဲ့ဒီပထမဆုံးအကြိမ်လူဘလူးတွေနဲ့တွေ့ခဲ့ရတဲ့နေ့ကတည်းကထာဝရဘုရားသည်ငါတို့ကိုနှစ်သက်လျင်နိုးနှင့်ပြားရည်စီတော်ထိုးပြီးတော့ငါတို့ကိုစောင့်သွင်း၍အပိုင်ပေးတော်မူလိမ့်မည်ဆိုပြီးဝန်ခံခဲ့တဲ့သူတွေဖြစ်ပါတယ်။၄၅နှစ်ကြာပြီးတဲ့အခါမှာလေကာလက်က ထာဝရဘုရားသည်အကျွန်ုပ်နှင့်အတူ ရှိတော်မူလျင်အမိန်တော်ရှိသည့်အတိုင်ထိုသူတို့ကိုနှင်ထုတ်ခြင်းကအကျွန်ုပ်တက်ဆွမ်းနိုင်ပါသည်ဆိုပြီးထပ်ပြောပါတယ်ဒါဂတိတော်ထားရပြီးကိုဝင်ရောက်သိမ့်ပိုက်အနိုင်ယူခွင့်ရခဲ့တဲ့ယောရှုနဲ့ကာလတ်တို့ရဲ့စိတ်နေသဘောတဘာဝဖြစ်ပါတယ်ယန်သူရဲ့ခွန်အားကြီးမှုထက်ဘုရားသခင်ရဲ့တက်နိုင်ခြင်းကိုအာယုံစိုက်တဲ့သူတွေဖြစ်ပါတယ် ဒါကြောင့်ဒီကနေ့အတွက်အထူးစင်ကျင်နှလုံးသွင်းစေခြင်းတဲ့အရာကတော့ရန်သူရဲ့ကြီးမားမှုကို စိတ်ရောက်နေတာထက်ဖရာသခင်ရဲ့တတ်နိုင်ခြင်းကို စိတ်ချနေတတ်ဖို့လိုတယ်။အဲဒီလိုဖရာသခင်ရဲ့တတ်နိုင်ခြင်းကို စိတ်ချနေတတ်ခြင်းက ကတိတော်ထားရပြီးကိုဝင်ရောက်ခွင့်ရတဲ့သူတွေရဲ့စိတ်ထားဖြစ်တယ်။သခင်ယေရှုခရစ်တော်ကဘလို့ပြောတယ်လဲဆိုရင်ငါသည်လေကက်ကဘာကုန်သည့်တန်အောင် သင်တို့နဲ့အတူအစဉ်မပြတ်ရှိသည်လို့ ောဆိုခဲ့ပါတယ်ဂတိပေးခဲ့ပါတယ်သခင်ယေရှုခရစ်တော်ကိုယုံကြည်တဲ့သူတိုင်းနဲ့အတူစကြဝဠာတစ်ခုလုံးကိုဖန်ဆင်းထိန်ချုပ်နေတဲ့သာရဖျားသခင်အတူရှိပါတယ်ဒါကြောင့်ယန္တူဘလောက်ကြီးမားသလဲဆိုတဲ့အပေါ်စိတ်ရောက်မနေပဲဖျားသခင်ဘလောက်တတ်နိုင်သလဲဆိုတဲ့အပေါ်မှာစိတ်ချနိုင်သောသူများဖြစ်ကြပါစေခနာလောက်ဆုတောင်းရအောင်အဖဖျားသခင်ဂျေဇုတင်နဲ့အတူရှိသောကြောင့်ဂျေဇုတင်နဲ့အတူရှိခြင်းကိုယုံကြည်ခွင့်ပေးသောကြောင့်ဂျေဇုတင်နဲ့ ရရှင်ခွန်အားကိုကိုးစားခွင့်အမိပြုခွင့်ပေးသောကြောင့်ယေရှုတင်တယ်။ကိုရရှင်ရဲ့အကာအကွယ်ယူခွင့်ပေးထားသောကြောင့်ယေရှုတင်တယ်။ကိုရရှင်ကာကွယ်ပေးလျက်နေသောကြောင့်ယေရှုတင်တယ်။ကိုရရှင်ကိုယ်တိုင်ခေါ်ဆောင်ပေးလျက်ပို့ဆောင်ပေးလျက်ရှိနေသောကြောင့်ယေရှုတင်တယ်။အဖဖရားသခင်ကျွန်တော်ရဲ့နှလုံးသားဒီကိုရရှင်၌ဆွဲကပ်စေပါ။ကိုရရှင်တန်နိုင်ခြင်း၌စိတ်ချစေပါ။ကိုရရှင်ပေးသောခွန်အားနဲ့တက်ဆွမ်းနိုင်သောသူများဖြစ်စေတော်မူပါ။ ယေရှုတင်လေတပါးတော်တော်သခင်ရှင်နာမနဲ့ဆုတောင်းစကားနာမ၏ပါဗျာအာမင်